ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Mentally FM နဲ့ Atom မြန်မာကနေပူးပေါင်းစီစဉ်တင်ဆက်တဲ့ Knowledge for You အစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။ဒီစီစမှာတော့ Atom ကနေပြီးပရိသတ်တွေအတွက်နေ့စဉ်ဘဝကိုပုံမလွယ်ကူစေမဲ့နီလန်ကောင်းများတုတ်တက်ဖွံ့ဖြိုးလာတဲ့ဤပညာကျောင်းနေနဲ့ဈေးလှုပ်ရှားပွဲအကြောင်းအရာတွေကိုအပတ်စဉ်တောက်ကြနေအင်္ဂါနေ့နဲ့တနင်္ဂနွေနေ့တိုင်း Morning Dose အစီအစဉ်မှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ Atom မြန်မာဟာလူမှုအသိုင်းအဝိုင်းကိုဦးစားပေးမှုဆိုတဲ့ရည်ရွယ်ချက်တွေအတိုင်းပဲ ပုံမကောင်းမွန်တဲ့ဤပညာဆိုင်ရာစံသစ်တည်ထွင်မှုတွေနဲ့လူနေမှုဘဝနဲ့စီးပွားရေးလုပ်ငန်းများတိုးတက်မြင့်မာကောင်းမွန်စေဖို့ဈေးနှုန်းတက်တာပြီးလုံခြုံမှုအပြည့်ရှိတဲ့ကမ္ဘာအဆင့်မီ digital ထုတ်ကုန်များနဲ့ဝန်ဆောင်မှုများပေးနေတဲ့အပြင်အခုလက်ရှိမှာလည်းအကောင်းဆုံး 4.5G ကွန်ရက်နဲ့အတူပုံမကောင်းမွန်တဲ့လူနေမှုဘဝစီခေါ်ဆောင်သွားဖို့စဉ်ဆက်မပြတ်ကြိုးပမ်းလျက်ရှိတဲ့ဆက်သွယ်ရေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ ရှေ့တစ်ဘက်မှာတော့က innovation တွေကိုသုံးပြီးတိုးတက်ပြောင်းလဲလာတဲ့နည်းပညာတွေကြောင့်လူနေမှုပုံစံတွေလည်းပြောင်းလဲလာပြီး AI ရဲ့အရေးပါပုံအကြောင်းကို AI ရဲ့ daily life ဆိုတဲ့ခေါင်းစဉ်နဲ့ easy နဲ့ grade တို့ပြောပြပေးခဲ့ကြပါရဲ့ရှင်။ ဒီတစ်ပတ်အပိုင်းလေးမှာတော့စမ်းသစ်လာတဲ့နည်းပညာတွေကြောင့်လူနေမှုဘဝတွေဘလို့ပိုပြီး smart ဖြစ်လာတယ်လဲဆိုတာကို smartphones and smart living ဆိုတဲ့ခေါင်းစဉ်နဲ့တင်ဆက်သွားမှာဖြစ်ပါတယ်။အခုခေတ်မှာတော့လူတိုင်းရဲ့လက်ထဲမှာဖုန်းတစ်လုံးရှိုံနဲ့ဒီနေ့ခေတ်ရဲ့နည်းပညာတွေစမ်းသစ်တီထွင်မှုရဲ့အကျိုးကျေးဇူးတွေကိုအားလုံးခံစားရနေပြီပဲဖြစ်ပါတယ်။ shopping tracker banking taxi booking လောက်တာကျမ်းမာရေး health monitoring apps တွေနဲ့နေစဉ်နေထိုင်မှုဘဝလုပ်ငန်းခွင်တွေအထိတကယ့်ကို smart living တစ်ခုကိုဖန်တီးပေးနိုင်ပါတယ် smartphone တွေကိုလည်းဖုန်းခေါ်စာပို့လုပ်နိုင်တဲ့ device အနေနဲ့တည်းမဟုတ်တော့ဘဲနဲ့ smart living လို့ခေါ်တဲ့နေထိုင်မှုပုံစံအတွက်အဓိကအခန်းကဏ္ဍတစ်ခုအနေနဲ့အသုံးချလာကြပါပြီဟုတ်ပါတယ်ရှင်နောက်တစ်ခုက mobile bank account နဲ့ digital money တွေသုံးလာတဲ့ခါမှာဆိုရင်လေကြေးရွာတွေနဲ့ဘဏ်ခွဲမရှိတဲ့နေရာတွေမှာတောင်အချိန်မီငွေဝင်ငွေထွက်လုပ်နိုင်နေပြီလေဒါကလည်းငွေကြေးဆိုင်ရာလုပ်ငန်းစဉ်တွေကို ပိုးပြီးလျင်မြန်လုံခြုံပြီးတော့လွယ်ကူစွာပြောင်းလဲနေတဲ့ smart living တစ်ခုပေါ့နော်အာမကိုရိုင်းဆိုရင်လည်းနေ့စဉ်ကိုသုံးချနေရဲ့အထက်မှာဆိုရင် mobile bank ကောက်ရဲ့ပြီးတော့ phone နဲ့ calendar ရဲ့ reminder ရဲ့တော့အမအတွက်ကတော့မရှိမဖြစ်ပဲအဲရုံးနေ meeting တွေအပြင် appointment တွေဆိုရင်လည်းတစ်ချိန်နဲ့တပြေးညီပေါ့နော်လှူဆောင်နိုင်လို့တကယ့်ကိုထောက်ကူပေးတယ်လေညီမကိုရိုင်းလဲ smart living လို့ပြောလိုက်လို့ရှင်ခေါင်းနဲ့အရင်ဝင်လာတာတခုဟာ mobile banking နေနဲ့ငွေပေးချေမှုလုပ်လို့ရတဲ့ကိစ္စပေါ့နော် အရင်ကဆိုရင်ငွေရှင်းတော့မယ်ဆိုရင်အကြွေရှာရတဲ့ပြဿနာအကြွေမရှိတဲ့ပြဿနာတော်တော်စိတ်ရှုပ်ဖို့ကောင်းတယ်အခုဆိုရင်တစ်ချက်နှစ်ချက်ကအစာအွန်လိုင်းပေးမယ့်အနေဖြည့်ရှင်းလို့ရတော့အရန်အဆင်ပြေတယ်ပြီးတော့ဘတ်စကာတွေမှာဆိုလို့ရှိရင်လည်းခက်နဲ့ငွေပေးချေလို့ရနေရဆိုတော့ငွေဆက်ကူကနေတစင်ရောဂါပိုးကူးစက်မှုတွေလည်းရော့ကျသွားတာပေါ့နော် online shopping လုပ်တာတွေစားတောက်ဆိုင်တွေမှာလည်း online payment အနေနဲ့ငွေရှင်တဲ့အခါမှာ customer တွေအတွက်ခန်းစားခွင့်တွေလည်းရှိလာကြတယ်လေ membership တွေ royalties programs တွေနဲ့လည်းအခုခေတ်မှာဒါတွေကလူကြိုက်တော်တော်များနေပြီကိုကိုရိုင်းလည်းအရင်တုန်းကတော့ membership တွေမလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာ membership တွေကနေပြန်ရတဲ့ points တွေ discounts တွေအကျိုးခန်းစားခွင့်တွေကကိုသုံးရမဲ့ငွေပမာဏကိုအတိုင်းအတာတစ်ခုထိ cover ဖြစ်စေရဲဆိုတာကိုသိလာတယ်ဟုတ်တယ်နော်ဒီ hotspot site တွေဒါဈေးဝယ် center တွေပြီးတော့စပင်းညက်ဆိုင်တွေမှာဆိုရင်လည်းစားသုံးသူတွေကို အကျိုးခံစား권အနေနဲ့ points တွေ discount တွေပေးတဲ့ပြင် loyalty program တွေကအရန်ကိုလူပြောများလာတာကုန်ပစ္စည်းချင်း quality ချင်းတူရင်တောင် loyalty program တွေရှိတဲ့ဆိုင်တွေကပို့ပြီးတော့ရောင်းဝယ်ကားနာကိုတွေ့ရတယ်အသေးစားစီးပွားရေးရည်စားလို့စီးပွားရေးလုပ်ငန်းကြီးတွေအထူးအားလဲ social media တွေပြီး Viber တို့ Telegram တို့အသုံးပြုပြီးတော့ထုတ်ကုန်တွေကို marketing လုပ်တယ်ပြီးရင်ဖောက်သည်ရစီရအောင်လို့လုပ်နေကြတာတွေလည်းရှိရယ်နော်လက်ရှိကိုရီးယား Radio Live မှာလဲ Walking Smart ဖြစ်ဖို့အတွက် Smart Tools တွေသုံးရတယ် content creation ဘိုင်းမှာလည်းဖုန်းနဲ့ပဲ research လုပ်တာ script ရေးတာတွေလုပ်လို့ရတယ်လို့ live show အတွင်းမှာလည်းကိုပြောနေတဲ့တင်ဖန် fest တွေကို online ကနေ fetch ချက်လုပ်လို့ရတယ်လေ ရိသက်တင်တဲ့အလွဲတကူချိတ်ဆက်နိုင်တယ်လို့ social media post schedule လုပ်တာတွေ listener status တို့ engagement analytics တို့ကိုလည်းဖုန်းနဲ့စစ်နိုင်တယ်ပြီးတော့ photo editing apps တွေ video editing apps တွေနဲ့ program တွေကို pocket ပြန်ထုတ်လာနိုင်တော့ time management လည်းကောင်းလာပြီးတော့ personal life ကိုလည်းပို့ပြီးတော့ balance ဖြစ်စရာပေါ့နော်ဟုတ်ပါတယ်နောက်ဒီပိုင်းမှာတော့ smart living ဖြစ်ဖို့ကိုယ့်ရဲ့ smart device တွေကိုဘယ်လိုမျိုးကောင်းကောင်းအသုံးချတတ်ဖို့လိုလဲဆိုတဲ့အကြောင်းကို knowledge for you ဆိုတဲ့အစီအစဉ်ကနေပြောသွားပေးပါဦးမယ်နော် အခုဒုတိယတစ်ပိုင်းမှာဆိုရင်တော့ကိုယ့်ရဲ့ smart device တွေကိုဘယ်လိုကောင်းကောင်းအသုံးချရမလဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြောကြားပေးသွားမှာဖြစ်ပါတယ်။ဟုတ်ပါတယ်ရှင့် smart living ဖြစ်ဖို့ကကိုယ့်ရဲ့ smart device တွေကိုကောင်းကောင်းအသုံးချတတ်ဖို့ကလည်းအရေးကြီးကြီးပါတယ်နော်။အထူးကတော့ကိုယ့်နဲ့အနီးဆုံးမှာရှိနေတဲ့ smartphone တွေကိုဘယ်နေရာမှာအသုံးချမလဲပေါ့နော်။အခုခေတ်မှာဆိုရင်တော့ vlog ရိုက်မလား အာမော့ဖန်းရိုက်မလား podcast တွေကို create လုပ်မလား photo editing apps တွေ AI နဲ့အကူအညီတွေနဲ့ design တွေဆွဲမလား music creation apps တွေနဲ့ music bits တွေဖန်တီးမလားပေါ့နော်ကိုရှာဖွေရင်ရှာဖွေနိုင်တဲ့လောက်ကိုအကျိုးရှိရပြီးအများကြီးဖန်တီးလို့ရနေပါပြီရှင် smart living ဖြစ်ဖို့ကစိန်ခေါ်မှုတွေလည်းရှိတယ်။ကိုတိကျန်တာတွေရှာဖွေဖို့ content create လုပ်ဖို့ဖုန်းကိုအ ਨੇ ဆုံး 10မိနစ်15မိနစ်လောက်ပဲသုံးမယ်လို့ဆုံးဖြတ်ထားရင်လည်း social media တွေပေါ်ရောက်သွားပြီးတော့အဲ TikTok တလဲ YouTube တလဲနဲ့တနားကြီးကြောအချိန်ကုန်သွားတာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်ပြီးတော့အခုလိုမျိုး digital ခေရောက်လာတာနဲ့အတူဒီ digital နည်းပညာကိုပဲအသုံးချပြီးတော့လိမ်လည်မှုတွေလည်းရှိလာတဲ့အတွက်ဒါတွေပေါ်မှာလည်းကိုယ်အနေနဲ့ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဘယ်လို fact check လုပ်မလဲဆိုတာတွေကိုကြိုတင်အပြေရှာထားဖို့လိုအပ်ပါတယ်။အမှန်တကယ် smart ဖြစ်ချင်ရင်တော့ smartphones ပေါ်က social media အပါအဝင်တခြား apps တွေနဲ့ websites တွေကိုဂရုပြုပြီးတော့သုံးစွဲသင့်တယ်လို့လည်းမြင်မိပါတယ်။ စမတ်ဖုန်းတွေကိုအသုံးချပြီးတော့မိမိရဲ့နေစဉ်ဘဝကိုအချိန်ကုန်သက်သာပြီးပုံမလွဲကိုအကျိုးရှိအောင်နေထိုင်နိုင်ခြင်းကစမတ် living ပဲပေါ့နော် ကဲ smartphone and smart living အကြောင်းပြောနေရင်လည်းအမိုက်စား smart way of living တစ်ခုအကြောင်းလည်းပြောပြပေးကြမှာသေးတယ်ရှင် smart living lifestyle နဲ့ကအမတို့နေ့စဉ်အသုံးပြုနေတဲ့အထက်မှာဆိုရင်တော့ phone operator ဆိုတာအမြဲသုံးဖြစ်နေတဲ့ဝန်ဆောင်မှုတစ်ခုပေါ့အဲ့ဒီမှာမှ atom ကဆိုရင် atom အသုံးပြုသူတွေအတွက် star point တွေပေးနေပြီဆိုတာလည်းသိပြီးကြမှာပါ atom အသုံးပြုသူတွေအနေနဲ့ atom app store ကိုနေ့စဉ်ဝင်ရုံနဲ့ star points တွေရနိုင်မှာပဲဖြစ်ပါတယ်နောက်ပြီး package တွေဝယ်ယူတိုင်းလည်း point တွေရသေးတယ်နော် ဟုတ်တယ် Atom Star Points တွေကိုစုထားပြီးတော့ Atom Store App ထဲမှာလည်းဖုန်းပေဖြည့်တာဒါမှမဟုတ် data ဖုန်းပြောမိနစ်နဲ့ SMS တွေ cashback တွေနဲ့လည်းပြန်ပြီးတော့လဲလို့ရသေးတယ်ဒါအပြင် Atom ရဲ့မိဖက်ပါနာတွေရဲ့ coffee ဆိုင်မုံဆိုင်စားတောက်ဆိုင်တွေအပြင် electronic ပစ္စည်းဆိုင်တွေနဲ့ cosmetic ဆိုင်တွေမှာလည်း short ဈေးတွေရယူလို့ရပါတယ်ပြီးတော့ taxi စီးတာခီးသွားတာ hotel booking လုပ်တာတွေအတွက်လည်း Atom Star Point တွေအသုံးပြုပြီးတော့ short ဈေးတွေရယူနိုင်ပါပါ short ဈေးရမယ့်ဆိုင်တွေကိုတော့ Atom Store App ထဲမှာကြည့်လို့ရတယ်နော် Atom Starpoint နဲ့ short sale တွေရယူမယ်ဆိုရင်တော့ Atom Store App ထဲကကိုယ်သုံးကျင်တဲ့ product ရဲ့ short sale ကိုရွှေ့ပြီးရင် ready ကိုနှိပ်ပြီး Starpoint နဲ့လဲလှယ်ပြီးရယူလိုက်ရုံပါပဲပြီးသွားရင်တော့ coupon code လေးတစ်ခုပေါ်လာပါလိမ့်မယ်စိုင်းမငွေရှင်းတဲ့ခါကျရင်အဲ့ဒီ coupon code လေးကိုပြပြီးတော့ငွေရှင်းလိုက်တာနဲ့ short sale တွေရသွားပါပြီเนาะ ဒါနဲ့အခုဆိုရင် Atom ရဲ့ Can to Can you promotion အစီအစဉ်ကြီးရှိနေရနော်သိရမလားသိရလေ996ကျန်းတဲ့အထက် package များဝယ်ယူတိုင်း star point နှစ်စာပြင်3600ထိကန်ထူးနိုင်တာလေ ုတ်ကဲ့ပါရှင်ဒီနေ့ knowledge world အစီအစဉ်ကနေ smartphone နဲ့ smart living ဆိုတဲ့ခေါင်းစဉ်နဲ့လူတိုင်းလက်ထဲမှာရှိတဲ့ smartphone အနေနဲ့ smart ဖြစ်တဲ့ lifestyle တစ်ခုကိုဘလို့နီးလန်းအနေနဲ့နေလို့ရလဲဆိုတာကိုဆွေးနွေးခဲ့တာပဲဖြစ်ပါရှင်နောက်နေ့မှာဆိုရင်လည်းဒီနေ့ခေတ်မှာပြောင်းလဲလာတဲ့အရာတွေတဲကနေ entertainment ပိုင်းပေါ့နော်ဖြော်ပြေးကန္နာကလည်းဘလိုမျိုးပြောင်းလဲလာတယ်ဆိုတာကို Entertainment on the go ဆိုတဲ့ title လေးနဲ့ပြောသွားအောင်ပါဖြစ်လို့စောင့်မျှော်နှာစင်ပေးပါဦးနော်။